်ပွားအံ့ပွဲအကောင်းဆုံးမိမဆိုတော့ဘလို့ပါလဲကျွန်တော်ခုကျွန်တော်ခုရန်ကုန်ဘူတာကြီးမှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ဖုန်တာပါဒီဘက်ကတော့ယူတိုင်းယူတိုင်းပါကိုယူတိုင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဟော travel blog လေးရိုက်မှာပါဘယ်လိုသွားမလဲဆိုတော့ဖို့ဖို့ပဲပါကွာရထားမရောက်သေးပါဘူးရထားထွက်မဲ့ချိန်ကိုစောင့်နေတာပါအာအချိန်ကတော့ဟာ9နာရီခွဲလာပြီ ွဲပါနော်6နိုင်ကြရင်ထောက်မယ်လို့တော့ပြောပါတယ်ဟေးအဲ့တော့ကြတာ6နိုင်ကျွန်တော်တက်ခီးသွားရဆိုတာကကိုနေရဲ့မွေရဲ့မိပေါင်းညီမဟုတ်တယ်ဘယ်နေရာမှာဆိုသွားတာကျွန်တော်ယထာနဲ့ခီးသွားဖို့ဆိုတာကတော်တော်ရှားပါပြီးတော့ယထာနဲ့ခီးသွားရတာကဒီဇလောဆန်နိုင်တဲ့အခုပါ ဒီလိုနဲ့ရန်ကုန်ဘူတာကနေ6နိုင်လောက်စထွက်တာ9နိုင်မှာဘောပူရမှာဖြစ်တယ်။ဘကိုအဓိကလာဖြစ်တာရွှေမော်တော်ဖျောက်ဘူ။ကျွန်တော်တို့အခုဘကိုဘူတာကိုရောက်နေဖြစ်ပါတယ်။ဘယ်သွားမလဲဆိုတော့ဘယ်ဖះမရောက်ရင်ကျွန်တော်တို့ဘယ်သားမဲဆိုတာဆက်ဆောင်ကြည့်ပေးပါကျေးဇူးပါ ဖះမရောက်ခင်ကျွန်တော်တို့ကောင်းကောင်းတိုင်းတစ်ခုမှာနှစ်ကောင်းသားဗီဒီယိုဝင်ရိုက်တယ်ပြောငယ်ရဖက်ဖြစ်တဲ့ညဆန်းဆောက်တွေရှိရဆိုင်တွေ့တော့ ကပွားအံပွဲအကောင်းဆုံးမိမဆိုတာဘယ်လိုလဲတီးကဲပြီးတော့ဖရားပေါ်တက်ခင်အဲကျွန်တော်ဒီဖရားကိုပထမဆုံးရောက်ခွာပါဖရားကတက်ပဲပြီးတော့ဖရားရင်မြင်ရတော့တော်တော်ကျဲပါ ျွန်တော်သွားနေရဆန်းဒီကျွန်တော်လူများမဲ့ထင်းခဲ့တာဒါပေမဲ့ထင်းတော့မများခဲ့ဘူးဘုရားအောင်မှာဘုရားဖူးခဲ့တယ်ပြီးတော့နေသူလေးရလာရင်လည်းအေးရဆိုတဲ့အကြောင်းနှစ်ယောက်တည်းရေမောပြောခဲ့ဘုရားမှာမိုးမိခင်ကျွန်တော်သွားတော့ပြန်ခဲ့ပြန်တဲ့လမ်းတစ်လျှောက်မှာကျွန်တော်ကင်မရာလေးနဲ့တပ်ဖို့နေရိုက်ဖြစ်ခဲ့ပြီ အပြင်ကတော့ကားနဲ့ပြန်ခဲ့ပြီးကျွန်တော်ခီးစဉ်နောက်ဆုံးဓမ္မောက်ဆိုင်မှာမိခိုးနေမိနဲ့ကုန်ဆုံးခဲ့အကိုဒီလိုလောလောကျိုးစားတဲ့အပေါ်မှာနော်အကိုအခုဒီအိမ်တော်မပြူရသေးဘူးဆိုတော့အကိုအသက်ဘယ်ရတော့မှအကိုအိမ်တော်ပြူဖို့စီစဉ်ထားတယ်စတော့အောင်မြင်မယ်ဆိုလို့ရှိရင်တော့25 26လောက်အိမ်အောင်ပြုခြင်းပြီးရင်20ဖော်မှာကလေးမွေးအာတခုတော့မှားပါကွာကျွန်တော်ကိုအသက်30ထင်းနေတယ် မဟုတ်ကျွန်တော်ပြောချင်တာအခုအကိုအသက်30ရှိပြီထင်နေတာနောက်တယ်နော်အလုပ်ကြိုးစားလို့ငါရုပ်ရှင်ပါအကိုအကိုလိုရွယ်သူထင်နေတယ်အာကဲကဲဒီနေ့ဒီနေ့တနေ့တာဘယ်လိုမျိုးပြောချင်တယ်မသိအကိုဒီနေ့တနေ့တာအကုန်ဆုံးရပါပေါ့ကျွန်တော်ကတော့ဒီနေ့တနေ့တာပေါ်တော့အမှတ်တရရေတခုတော့ထားလိုက်တယ်ဗျပြီးတော့ကျွန်တော်ရဲ့ကဗီဒီယိုကောင်းကောင်းလေးတခုလောထောက်ရဲဆိုတော့ပြောပါတယ် တို့ကျွန်တော်ဒီနေ့အကောင်းဆုံးချိန်လေးရခဲ့ပါတယ်။ဟာပြန်ပြီးအမှတ်ရနေပါဘူးနော်။ဟုတ်ကဲ့ဟိုလက်ရှိကြည့်နေလူတွေဘောင်းလဲကျေးဇူးတင်ပါတယ်လို့အချိန်ပေးခဲ့တော့ပါ။ကဲအခုဘာပြောချင်သေးလဲ။အားလုံးကျေးဇူးတင်ပါတယ်။ကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပါကျေးဇူးတင်ပါ